တရင်ပေးများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်ဆက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်ထစမ်းမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်ထစမ်းမှုလေးကိုဆုံးတိကြည့်ရှု နားဆင်ပေးဖို့မြစ်တရက်ခန့်အပ်ပါတယ်ခင်ဗျာခရကပရမအူဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့မုံရွာနောင်မြောက်တိုင်းစတန်နာချုပ်ကိုရှော့တိုက်တုံးတဲ့ပြစ်ခတ်မှုအရာရှိနှစ်ဦးပါဝင်စတန်ငါးဦးတေဆုံးပြီးနာမခစတန်နာချုပ်မှာကြောက်လန့်နေကြကောင် ညာချိန်မိများအလုံးပိတ်ထားရန်မိန်ထုတ်ခဲ့တဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းမုံရွာမျိုးခြေဆိုင်အနောင်မြောက်တိုင်းစတနာကျောက်ကိုရှော့တိုက်တုံးနဲ့ပြစ်ခတ်တိုက်ခိုက်ရမှာ အရာရှိနှစ်ဦးပါဝင်စကောင်းစီတပ်သား၅ဦးတေဆုံးခဲ့ပြီးတော့စေကိုတော်နဲ့အရန်ဆက်ပြစ်စီကိုတော်နဲ့မီးလောင်ပျက်စီးခဲ့တယ်လို့ Brave Warrior for မြန်မာဖွဲ့မှတာဝန်ရှိသူတဦးကပြောပါရစေ။ပြီးခဲ့တဲ့ဇွန်လ14ရက်ည7:00နာရီ10မိနစ်ကမုံရွာမျိုးအခြေဆိုင်ဂျမ်ဘတ်စစ်တပ်ရဲ့အနောင်မြောက်တိုင်းစတနာကျောက်တွင်တို့တရားခွန်မှာမှရှော့တိုက်တုံး၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာ။ ုံးလုံးစလုံးနာမခတပ်တွင်ကြားရောက်ပဝဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အဒီတက်ခိုင်းမှုတွင်အရာရှိ၂ဦးနှင့်အခြားဆင့်စစ်တီ၃ဦးပွဲချင်းပြီးဒေဆုံးခဲ့ပြီးအရာရှိ၃ဦးနှင့်အခြားဆင့်စစ်တီ9ဦးထိခိုက်ဒဏ်ရာရရှိကောင်းတပ်တွင်းကဆေးကားမှကုသမှုခံယူနေတယ်လို့သိရပါတယ်။ဒါပြင်နောက်မြတိုင်းစစ်တပ်နာချုပ်နာမခအတွင်းမှာရှိတဲ့စစင်ရီယုံနဲ့လေချင်းရီယုံရှိရာစောင်းုံကိုထိမှန်ခဲ့ပြီးအဲဒီယုံနှစ်ယုံစလုံးထိခိုက်ပျက်စီးခဲ့ကြောင်းဇီဂိုတောင်နဲ့အရန်ဆက်ပြက်စီဂိုတောင်နဲ့မီးလောင်ပျက်စီးခဲ့ပြီး တရားရှိကြီးတွေရဲ့နေအိမ်ကိုလည်းထိမှန်ခဲ့တယ်လို့သိရှိရပါတယ်။အခုကျွန်တော်တို့ရှင်းဆက်ပြီးတော့လဲဘုံမို့ထိရောက်တဲ့မရှင်တွေကိုဆက်လက်ဖော်ဆောင်သွားပါမယ်လို့ပြည်သူကိုအသိပေးချင်ပါတယ်လို့ဘရေးဝါရီယာဖော့မြန်မာဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်။အဆိုပါတကယ်မို့ကိုဘရေးဝါရီယာဖော့မြန်မာရဲ့အုပ်ဆောင်စီမံမှုနဲ့မဟာမိတ်ဖွဲ့တွေဖြစ်တဲ့ရှဲတုံးမုံရွာရွှေဒရီကန်မဟာမိတ်တပ်ရင်းနဲ့ Justice Brother Force တို့ကပူးပေါင်းလုဆောင်ခဲ့တာလို့သိရပါတယ်။ဒါပြင်ဂျမ်းမဲစကောင်းစီရဲ့အနောက်မြောက်တိုင်းစစ်တပ်နာချုပ်နာမခထိခိုက်မှုအခြေအနေများဟာ BWN နေနဲ့လလန်းမိတဲ့စုံစမ်းထောက်လှမ်းမှုများထပ်မဒူညီတဲ့ချက်လက်များကိုထုတ်ပြန်ခြင်းသာဖြစ်တယ်လို့ Brave Warrior for မြန်မာဖွဲ့မှတာဝန်ရှိသူတဝူးကဆက်လက်ပြောပါတယ်။အဲလိုနောက်နောက်တိုင်းစစ်တပ်နာချုပ်ကိုရှော့တိုက်ဒုံးနေနဲ့ပြစ်ခတ်ခံရပြီးတဲ့နောက်အဲ့ဒီတိုင်းစစ်တပ်နာချုပ်ဝင်းတွင်းမှနေတိုင်းနဲ့ရာရှိနဲ့စစ်တီများမိသားစုဝင်များအားလုံးဟာကြောက်လန့်နေကြပြီးတော့ယမန်နေ့ဇွန်လ15ရက်နေ့ညပိုင်းမှာစတင်ပြီးညာ9နိုင်အချိန်ကစလို့လိုင်းငန်းများအစည်းအဝေးကများတယုံငန်းများမှာမိတွေအားလုံးပိတ်ထားရမယ်လို့ ိုင်းမိုးကအမိန်ထုတ်ထားကြောင်းတပ်သရင်ရင်းမြစ်ထံကသိရှိရပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ရောင်းနေ live on San Francisco ပွဲကိုလူဦးရေတထောင်ခန့်တိုက်ရောက်ခဲ့ကောင်။ရရှိတဲ့ရန်မုံငွေဂျိုးမြန်အားလုံးပြန်လည်လှူဒန်းခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။အမေရိကန်ပြည်ထောင်စု San Francisco မြို့မှာပြုလုပ်တဲ့ရောင်းနေ live in San Francisco ပွဲကိုလူဦးရေတထောင်ခန့်တိုက်ရောက်ခဲ့ကြပြီးအဲ့ဒီပွဲမှာစုစုပေါင်းရန်မုံငွေဒေါ်လာ3,500ရရှိခဲ့ကောင်။အဲ့ဒီရရှိလာတဲ့ဂျိုးမြန်တွေအားလုံးကိုရောင်းနေ US ဒေါ်တစ်ခုလုံးရဲ့ယူရထားတဲ့အတိုင်း ေါ်လန်မိသားစုများရဲ့ပြန်လည်ထူထောင်ရေးတွေဖြစ်တဲ့ကြာဆုံးရဲဘော်များရဲ့ကြံရင်မိသားစုများစီရီယံမိသားစုများအက်တီဗစ်စ်တမိသားစုများ နိုင်ဂျင်းမိသားစုများမြေပြင်ခေါင်းဆောင်များရဲ့ဦးဆောင်မှုနဲ့ပညာရေးစရိတ်ဘူးဆောင်ခြင်းများတောင်ပေါ်တောင်အောက်ဒေသအနှံ့ကဒန်းတူလူခွင့်ရေလှူရှားမှုတွေတို့အချိန်မဆိုင်မဲ့ဘူးဆောင်မှာဖြစ်တယ်လို့သိရှိရပါတယ်။ဒါပြင်ရောင်နေ live in Florida ကိုလည်း Orlando မြို့မှာလာမဲ့ဆွန်လာ28ရက်နေ့မှာကျင်းပမှာဖြစ်ပြီးတော့ရောင်နေ live in တက္ကသိုလ်ကိုတော့ဇူလိုင်လ19ရက်နေ့မှာ ဘရက်စတောမျိုးတွေမှာကျင်းပတော့မှာဖြစ်တယ်လို့သိရှိရပါတယ်။နောက်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပြည်သူကိုဘုံကျဲတပြက်နေတဲ့ဇေပတ်လေရင်ဘိုင်းလော်များကိုမလုံးနေနဲ့ MAI MNA နဲ့ရပ်ပတ်လေချောင်းလိုင်းတွေမှာလေရင်မုံများဖြစ်လုံခိုက်ခွင့်ရရှိရေးလိုအပ်တဲ့တင်နှများတခွင့်နဲ့လုံခွင့်နေပေးနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမြန်မာနိုင်ငံတော်မှာပြည်သူများကိုဘုံကျဲတပြက်နေတဲ့ဇေပတ်လေရင်ဘိုင်းလော်များကိုမလုံးနေနဲ့ MAI MNA နဲ့ရပ်ပတ်လေချောင်းလိုင်းများမှာလေရင်မှုဖြစ်လာစေရေး လိုအပ်တဲ့သင်တန်းများကိုတက်ခိုင်းပြီးတော့လေးရဲ့မိုးတွေဖြစ်ယာယီလောက်ခွင့်ပေးမှုတွေရှိနေတယ်လို့မြန်မာလေကြောင်းလိုင်းသတင်းရင်းမြစ်ကပြောဆိုပါတယ်။အကြမ်းဖက်စကောင်းစစ်ကနိုင်ငံတော်ကဘုံကျဲထပြက်နေတဲ့လေတပ်မှရရှိများနဲ့ဘိုင်းလို့တွေကိုမလုံးနေနဲ့အရဘက်လေးရဲ့မိုးများဖြစ်လောက်ခိုင်းခွင့်ရရှိရေးလိုအပ်တဲ့သင်တန်းများကိုတက်ခိုင်းခြင်းယာယီလေးရဲ့မိုးများဖြစ်လောက်ခိုင်းခွင့်ပေးခြင်းစေကောင်းဆောင်မင်းအောင်လိုင်းရဲ့ရုရှားခီးကစင်အပါဝင်ပြည်ပခီးကစင်တွေမှာလိုက်ပါစေခြင်းစားတဲ့အခွင့်အလမ်းများကိုပေးရလာတယ်လို့သိရပါတယ်။အခုကဆက်လက်ရင်ဘိုင်းလို့တွေတော့မလုံးခော့မလား တို့လားစကောင်းကောင်းနဲ့ရပ်ဘက်ရောက်ရင်လောက်ကန်စားနိုင်အောင်အရပ်ဘက်လေးရံမှုဖြစ်ဖို့လိုအပ်တဲ့တင်နန်းတွေကို DCA နဲ့လေချောင်းလိုင်းတွေဘက်ကစီစဉ်ပေးထားပါတယ်။နောက်ပြီးလေတက်မှလက်ရှိယာတို့နဲ့ပဲယာယီခဏလုံးဝင်တာလည်းရှိပါတယ်။လားစကတော့နှစ်သီးစားပါ။တက်ကယာရှိတွေရဲ့အိမ်မက်ကိုဒီဘက်ကနေအကုန်ဖြည့်ဆည်းပေးနေတာလို့မြမလေချောင်းတရင်ရင်မြစ်ကပြောပါတယ်။အကြမ်းမဲ့စကောင်းစစ်ကဘုံချဲနေတဲ့စစ်လေရင်ဘိုင်းလို့တွေကိုထိုကဲတို့မလုံးနေစီစဉ်ပေးနေတဲ့တော့စစ်လေရင်ဘိုင်းလို့တွေကြာနိုင်ငံတော်ဝန်လေချောင်းတက်ခိုက်ဘုံချဲမှုတွေတော့၎င်းတို့ရဲ့တာဝန် ဘဝတက်လန်တာဝန်ဖြစ်ဂျိုးဂျိုးဆဆလောက်ကိုင်းလာတယ်လို့မြမလေးကြောင့်တရင်ကြီးမြက်ကဆိုပါတယ်အခုတော်ယုံတာမန်လူစိမ့်နေဆိုရင်ကိုဘုံချဲလိုက်လို့ကလေးတွေမျိုးသမီးတွေတကြီးဝဲဟိုတွေတည်ရင်ဘယ်ခံစားနိုင်မှာမလဲဒါပေမဲ့လေတဲ့ဘက်ကရာလက်တွေများတဲ့ဘုံချဲမှုတွေဆိုရင်အဲ့ဒီလိုမလုံးနေပေးထားတဲ့စီစဉ်နေရှိတော့ငါဘုံချဲနိုင်လေဘဝတက်လန်ပိုကောင်းလေဆိုတာမျိုးဖြစ်လာတာဘုံချဲလို့လူမတည်ရင်တောင်တောက်တခေါက်ခေါက်ဖြစ်ကုန်တာအဲ့လိုဖြစ်အောင်လဲစနေတကြကိုလေတက်ထဲမှာလောက်ထားတယ်လို့လေချောင်းတရင်ကြီးမြက်ကပြောပြပါတယ် ဓာပြင် 24-hour company ပိုင်ရှင်ဦးအောင်စောပိုင်ဆိုင်တဲ့ MAI လေချောင်းလိုင်းပါဝင်ပြည်ရင်းလေရင်ခေစင်များမှလိုအပ်တဲ့လေရင်မှုကြီးများလေရင်မောင်များပါဝင်လေချောင်းဆိုင်ရာဝန်ထမ်းများကိုလည်းလေတက်နဲ့စက်တက်အတိုင်းဝိုင်းမှလူများကိုဦးစားပေးခန်းရလျက်ရှိတယ်လို့သိရပါတယ်နောက်တစ်ခါမှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မန္တလေးအိုဘိုးထောင်မှမုံရွာလူသူတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်နဲ့ချောင်းဦးလူသူတပိတ်ခေါင်းဆောင်ကိုမန်စာမြင့်မွန်ပါဝင်နိုင်ငံရေးအကျဉ်းသားများရိုင်းနှံ့ညှိမှန်းနှိဆက်ခံရပြီးဇေဝကူတာကွေမရတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ် မန္တလေးမြို့အိုးဘိုကျန်းထောင်းမှာမုံရွာလူလူတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်နဲ့ချောင်းဦးလူလူတပိတ်ခေါင်းဆောင်ကိုမန်စာမြင်မွန်တို့ပါဝင်နိုင်ငံရေးချင်းသားများရိုင်းနှံနှိပ်စက်ခံနေရပြီးတော့ဇေဝကူတာကွေမရရှိဘူးလို့စကိုင်းတိုင်းလူလူတပိတ်အင်အားစုကသတင်းထုတ်ပြန်ပါတယ်။ဇွန်လ7ရက်နေ့ကမုံရွာကျန်းထောင်းမှာအချင်းချခံထားရတဲ့မုံရွာလူလူတပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်နဲ့ချောင်းဦးလူလူတပိတ်ခေါင်းဆောင်ကိုမန်စာမြင်မွန်အပါဝင်နိုင်ငံရေးချင်းသားများကိုထောင်နာပိုင်များကတန်းချေချင်းများခက်ကမန္တလေးအိုးဘိုအချင်းထောင်းတို့ပြောင်းရွှေ့ခဲ့ကြတယ်လို့သိရပါတယ်။ ဲ့ဒီနိုင်ငံရေးဂျင်းသားတွေအားလုံးအိုဘိုဂျင်းထောင်းတို့ရောက်ရှိတဲ့ချိန်မှာထောင်ဝင်တန်းများမှဒုံများတန်ချိုးများနဲ့ရိုက်နှက်နှိပ်စက်ကြပြီးတော့ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့နိုင်ငံရေးဂျင်းသားများအားလုံးကိုစေကူသားမှုလုံးဝမပြုလုပ်ပေးဘူးလို့သိရှိရပါတယ်။အဲ့လိုနှိပ်စက်ခံရသူများထဲမှာကိုဝေမိုးနိုင်နဲ့ကိုမန်းစာမြင်းမွန်တို့လည်းပါဝင်ခဲ့ပြီး၎င်းတို့ကိုဆေးဝါးကူတာခွင့်မပေးတဲ့ပြင်ဒဏ်ချေခြင်းခက်ခါတိုက်ပိတ်ထားခဲ့ကြောင်းဒါကြောင့်လူလူသပိတ်ခေါင်းဆောင်များအပါအဝင်နိုင်ငံရေးအကျဉ်းသားများရဲ့တက်ရှင်တန်မှုနဲ့ဂျမ်းမာရေးချင်းတွေအားလုံးတို့ဟာ ဇယနာရှင်ရဲ့လက်ပါစေထောင်ဝနာပိုင်များကတာဝန်ခံရမှာဖြစ်တယ်လို့စကိုင်းတိုင်းဒေသကြီးတပိတ်အင်အားစုကတတိပိတ်ထုတ်ပြန်ပါတယ်။အကြမ်းဖက်ဇယနာရှင်ရဲ့စပနက်အောက်မှာပြောပါပြီးဇယနာရှင်တစိုးရှိရဲ့အတွက်ထောက်ပံ့ကူညီနေတဲ့ထောင်ဝနာပိုင်များရဲ့ညံမှန်နေဆက်မှုတွေကိုမှတ်တမ်းတင်ထားရှိပြီးမဝေတော့တဲ့ကာလမှာတရားစီရင်အပြစ်ပေးရေးယူသွားမှာဖြစ်တယ်လို့တီးပေးထားပါတယ်။မန္တလေးဥပိုးထောင်မှာအချင်းကြခံနေရတဲ့နိုင်ငံရေးကျင်းသားတအူးရဲ့မိသားစုဝင်တအူးကတော့အကြမ်းဖက်စကောင်းစီကဥပိုးထောင်မှာနိုင်ငံရေးကျင်းသားများနဲ့ပတ်သက်ပြီး ကန်တက်ပိပဲ့မှုတွေဇက်တိုက်လှုပ်ဆောင်လာတဲ့ပြင်ထောင်ဝင်စားပိုးရမှာဘိုးဆောင်ရမယ်အရေးအတွက်နဲ့ဇေဝါများကိုကန့်တက်လာကြောင်းဒါပြင်ဂျင်းထောင်တွင်းမှာရှိတဲ့နိုင်ငံရေးဂျင်းသားများကိုထောင်ဝင်နာများကနီလန်းမျိုးစုံနဲ့ဖိနှိပ်ညှဉ်းဆဲနေတယ်လို့ပြောဆိုပါတယ်အခုထောင်ဝန်းတွေပြန်တီးရတာကထောင်ကအရန်ကိုကြက်နေပြီလူဦးရေကရှေးတင်တာထက်များနေတာကိုနိုင်ငံရေးဂျင်းသားတွေကိုရွေချက်ရှိနှိတ်ခုတ်တာတွေလှုပ်လာတယ်အဒီကာကတော့ဇေဝါကူတာကွန်းနဲ့အပြင်ကနေဇေဝါတွေဘိုးကွင်းကိုအရန်ကိုချုပ်ချယ်နှိတ်ခုတ်လာတာနောက်ပြီးနိုင်ငံရေးဂျင်းသားတွေနဲ့ရာဇဝတ်အဂျင်းသားတွေကို ထောင်ဝင်တန်းတွေကပုံစံအမျိုးမျိုးနဲ့ရန်တိုက်ပေးတာတွေလည်းများလာတယ်။ထောင်ဝင်တန်းတွေကရာဇဝတ်သားတွေကိုလက်သက်မွေးပြီးရန်တိုက်ပေးတာ။တနေ့တခြားကိုအခြေအနေတွေကဆိုးလာတယ်လို့ပြန်သိရတယ်လို့မန္တလေးမှာနိုင်ငံရေးကျင်းသားတဦးရဲ့မိသားစုဝင်ကရှင်းလင်းပြောဆိုပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးချင်တာကတော့အာနာရှင်စနစ်မှာထုံထုံယူရမည့်သင်ခန်းစာ20ဆိုတဲ့ဇေယလာဇဝိရဲ့ဆောင်းပါးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဤဆောင်းပါးကိုအမေရိကန်တမိုင်းပညာရှင်တီမိုတီဂျွန်စတိုက်တာရေးပါတယ်။စနစ်ကိုစမ်းကျင်ရမယ်လို့အမြဲတမ်းပြောဆိုကြ တနတ်တွေကန်ဆောင်ထားတဲ့ရက်သားများဟာယူနီဖောင်းများဝတ်မိထုပ်တစ်ဖက်ခေါင်းဆောင်ဆိုသူရဲ့ပုံကိုဂျန်နဲ့တစ်ဖက်ကကန်ဆွဲပြီးခြေတက်လာတဲ့ခါမှာတော့အဆုံးသတ်ဖို့နီးလာပြီဖြစ်ပါတယ်ခေါင်းဆောင်ကိုထောက်ကန်တဲ့လက်နက်ကင်အဖွဲ့များနဲ့ရဲနဲ့စစ်တပ်တို့ရောထွေးပေါင်းဆက်သွားပါကဆုံးသတ်တို့ရောက်ရှိသွားပြီဖြစ်ပါတယ်အစိုးရအများစုဟာအချိန်တိုင်းလို့လို့ပင်အကြံဖက်အလို့ရအများကိုမောင်းပိုင်စီးထားတတ်ကြပါတယ်အစိုးရဒေတာအင်အားကိုဥပဒေနဲ့ညီတုံးခဲ့မယ်ထို့သောအုံပြုခြင်းကိုလည်းဥပဒေကစင်းမြစ်စကံများနဲ့ဘောင်းခတ်ပေးထားမယ်ဆိုရင် ကျွန်ုပ်တို့ဂျင်းသေးပေါင်ရှင်းနေမယ်လို့မှတ်ယူထားတဲ့နိုင်ငံရေးပုံသဏ္ဍာန်ဟာဖြစ်လာနိုင်ပါတယ်။သို့တော့အစိုးရကိုကြော်လွန်ပြီးတော့အဖွဲ့အစည်းများကအကြမ်းဖက်ခွင့်ရှိနေမယ်ဆိုရင်ဒီမိုကရေစီရေကောက်ပွဲတွေတရားစီရင်ခြင်းတွေအစိုးရရဲ့အခြားသောလုပ်ငန်းအဝါအဝါကိုတိုက်ဆိုင်စွာစီမံခန့်ခွဲနိုင်ခြင်းတွေအစာရှိတည်တို့ဖြစ်လာနိုင်တော့မှာမဟုတ်ပါ။ထို့ကဲ့သို့ဖြစ်လာနိုင်ခြင်းမရှိတော့မဲ့အဖြစ်ကိုတည်ထားကြတဲ့လူများအဖွဲ့အစည်းများဟာဒီမိုကရေစီနဲ့တရားဥပဒေစိုးမိုးရေးကိုအားပြော့ချိနဲ့သွားစေရန်အကြံနဲ့အကြံဖက်လို့တဲ့အဖွဲ့များကိုဖန်တီးပြီးတော့ ရမငွေထောက်ပံ့ပေးကနိုင်ငံရေးမှာဝင်ရောက်လှူရှားစေခဲ့ပါတယ်။ထို့ကဲ့သို့သောအုပ်စုများဟာနိုင်ငံရေးပါတီတစ်ခုရဲ့ရတလက်နက်ကန်ရန်အဖွဲ့ပုံစံမျိုးနိုင်ငံရေးသမားတဦးရဲ့တတော်ဆောင်အဖွဲ့ပုံစံမျိုးနဲ့ပေါ်ပေါက်လာနိုင်ပါတယ်။ဒုံမုတ်ကလည်းလက်ရှိအခြေအနေနဲ့တပြေးညီနိုင်ငံသားတို့မှလိုအပ်တယ်လို့ဆိုကဦးဆောင်ဦးရွတ်ပြုလာတယ်လို့မျိုးလဲထွက်ပေါ်လာနိုင်ပါတယ်။တကယ်တမ်းမှာတော့ပါတီတစ်ခုခေါင်းဆောင်တဦးမှနောက်ကွယ်မှာစေယုံဂျိုခိုင်းလာခြင်းမျိုးသာဖြစ်ပါတယ်။အဲ့ဒီလက်နက်ကန်အုပ်စုများကလက်ဦးစွာလက်ရှိနိုင်ငံရေးခင်းချင်းကိုနိုင်ကြပြည့်စည်အောင်လှုပ်လာပြီး ၎င်းတို့အလို့ကြအတွင်ပြောင်းနိုင်ရန်လုံပန်းလာကြပါတယ်ပထမကမ္ဘာစစ်အပြီးရိုမေးနီးယားမှာဒီမိုကရေစီနဲ့အာဏာရှင်စနစ်အားပြိုင်မှုမှာပေါ်ပေါက်လာတဲ့အိုင်ယွန်ကတ်အလားတူဟန်ဂရီမှာထွက်ပေါ်လာတဲ့အဲရိုခရော့စ်အချမ်းပတ်လက်နက်ကင်အဖွဲ့များပေါ်ထွက်လာပြီး၎င်းတို့ရဲ့ပြိုင်ပတ်များကိုချိန်ချောက်ရံမှုလာကြပါတယ်ပါတီတို့ရဲ့လုံခြုံရေးဆိုကဖွဲ့စည်းလာတဲ့နာဇီမုန်တိုင်းတပ်များဟာလည်းဟစ်တလာရဲ့တိုက်ခတ်များအပါအဝင်လူထုစည်းဝေးကျင်းပရာခမ်းမများတဲ့ဝင်ရောက်လူစုခွဲခဲ့ပါတယ်ဒါပြင်လူထုတွင်းရဲ့ကြောက်တရားများလွှမ်းမိုးလာစေရန်တို့က SA SS ဖွဲ့များဖွဲ့စည်းလာကြပြီး1932-33မှာပါလီမန်ရွေးကောက်ပွဲကိုအနိုင်ရအောင်လှုပ်လာကြပါတယ်1938ဩစတြေးလျမှာအုပ်ချုပ်ရေးပြတ်သွားသည့်ကိုခွင့်ကောင်းယူကဒေသတွင်းမှာရှိတဲ့ SA ဖွဲ့ဟာလူရက်ချင်းရိုင်းနှက်ပစ်ချင်းနဲ့ဂျူများကိုရှာတကွယ်ဖျက်ဆီးမဲ့လူရက်များကိုကျူးလွန်လာကြပါတယ်ဤသို့ပြင်စီမင်းကန်နိုင်ငံရေးစနစ်ဟာပြောင်းလဲသွားခဲ့ရပြီးနာဆီတို့တိုင်းပြည်ကိုလွယ်တကူသိမ်းပိုက်နိုင်ခဲ့ကြပါတယ် SS ဟာတော်တွင်ဥပဒေသားများကိုသာကျင့်သုံးနေတဲ့တုံမှန်စခန်းများကိုအုပ်ချုပ်ရသူများဖြစ်လာပါတယ် ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာတော့အဆက်စာ၃မှန်စခန်းများကိုတာမခ၎င်းတို့တင်ပိုက်ထားရဥရောပဂုံးမြေကြီးတစ်ခုလုံးနှီးပါးကိုထင်တိုင်းကျဲလာခဲ့ပါတယ်။၎င်းတို့ဟာတရားဥပဒေရဲ့ပြင်ပမှာရပ်တည်နေကြလို့လဲဥပဒေဓာစီများကိုကြော်လွားကဥပဒေကိုဖျက်လို့ဖျက်စီလုပ်တဲ့အဖွဲ့အစည်းတသက်ဖြစ်လာခဲ့ပါတယ်။အမေရိကန်ဖက်ဒရယ်အစိုးရဟာစစ်ပွဲများမှာခြေစားစစ်သားများကိုအုံပြုခြင်းပြီးနယ်အစိုးရများကကော်ပိုရေးရှင်းကြီးများကိုငွေကြေးထောက်ပံ့ပေးကအကြိမ်ထောက်များနဲ့ရန်သူနိုင်ငံသားများကိုထိန်းချုပ်ထားတဲ့စခန်းများကိုစီမံခန့်ခွဲခိုင်းခြင်း အစားရှိတဲ့လောရက်တွေနဲ့အမေရိကန်ဆိုရာဂျမ်ဘက်ဝါဒါကိုကန်ဒရိုက်စနစ်နဲ့ထိထိရှားရှားအသုံးချလာကြပါလိမ့်။2016မှာထူးခြားထင်ရှားလာရသည်ကကိုစလေလောင်တဟူဟာဗိုလ်ပလီကလုံးချုံကြီးဖွဲ့များကိုငားယမ်းကမဲဆိုးရဲ့ပွဲတွေမှာ၎င်းအားဆန်းကျင်သူများကိုဖယ်ရှားခိုင်းခဲ့တဲ့ပြင်တက်ရောက်လာတဲ့ထောက်ခံသူများကိုပင်ထိုကဲသို့လုံရန်တိုက်တွန်းလာခဲ့ပါလိမ့်။၎င်းကိုကန်ကွက်သူတဟူရှိလာပါကဗရိတက်ကအတန်သေးတန့်ချောင်းနဲ့အော်ဟဲပြီးနောက်ပိုင်း USA လို့တံပြိုင်အော်ဟစ်ကတင်းကျပ်မောင်းထုတ်ခဲ့ကြပါတယ်။မဲဆော့ပွဲတစ်ခုမှာဆိုပါကိုယ်စားလှယ်ကပင် တယောက်ကြံ့နေသေးတယ်။အဲဒီလူကိုဆွဲထုတ်ပစ်ကြလို့ပြောလာပါတယ်။အဲဒီခါမှာအောက်မှာရှိတဲ့လူများကလည်းသူဖြစ်စေချင်သည့်များကိုသဘောပေါက်သွားပြီးတော့ USA လို့အဟရင်၎င်းတို့အနီးနားဘသူများရှိမလဲလို့ဆိုကရှာပြီးမောင်းထုတ်လာကြပါတယ်။ဤဒီကိုကြည့်ပြီးတော့အဲ့ဒီကိုယ်စလဲကပင်ကဲခမားတို့အခုအရင်ပွဲတွေလို့ပြင်းစရာကောင်းသေးလား။ကျွန်တော်ဖို့ပြောစရာကောင်းတယ်ဗျာလို့ပင်စင်မြင့်ထမအော်ဟစ်ပြောဆိုလိုက်ပြန်ပါတယ်။ထို့ကဲ့သို့အုပ်စုနဲ့ချမ်းပတ်ခြင်းဟာနိုင်ငံရေးချင်းတွေကိုအသွင်ပြောင်းသွားရန်ရည်ရွယ်လာခဲ့ခြင်းဖြစ်ပါတယ်။ရည်ရွယ်တယ်လို့လည်းဖြစ်လာခဲ့ပါတယ်။ အစိုးပါကိုယ်စားလှယ်လောင်းဟာနောက်တစ်ချိန်ရွေးကောက်ပွဲမှာရှုံးနိမ့်သွားတဲ့အခါရွေးကောက်ပွဲရဲ့ရာလက်ကိုကလိန်ကချစ်လုံရန်ကြိုးပမ်းလာပါတယ်။တစ်ဆက်တည်းမှာပဲ၎င်းတို့ရဲ့နောက်လိုက်နောက်ပါများကလည်းကပီတိုလွတ်တော်အစအဦးကိုတိုက်ခိုက်လာကြပါတယ်။အစိုးပါအာဏာသိမ်းမှုသာအောင်မြင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့အခြေခံဥပဒေဟာလည်းတဘာတည်းချုပ်ငြိမ်းသွားတော့မှာဖြစ်ပါတယ်။ဒါကအကြံပန်းမှုနဲ့နိုင်ငံရေးအနေထားကိုသာမကစနစ်ကိုပါပြောင်းလဲပြည့်ရန်ကြိုးပမ်းလာခဲ့ခြင်းလည်းဖြစ်ပါတယ်။လက်နက်ကင်လုံးချုပ်ရေးဝန်ထမ်းများကိုလက်ကျင့်ပေးရမှာလူတို့ရဲ့ဆန္ဒပြပွဲများပုံကံလိုမှုများရဲ့စိတ်ကန့်စားမှုများနဲ့ ထဲထုံရေးဝါဒတို့ကိုနားလဲအောင်ထဲသွင်းလေ့ကျင့်ပေးရန်လိုအပ်လာပါတယ်။အဲလိုပြုလုပ်နိုင်ရေးအတွက်ပထမဆုံးရင်ဆိုင်ရမယ့်စင်ခေါ်မှုဟာရဲနဲ့စတက်တို့ပဲဖြစ်ပါတယ်။အဲ့ဒီဖွဲ့စည်းများတွင်ထိုးပေါက်ဝင်ရောက်ပြီးနောက်ဆုံးမှပြောင်းလဲသွားအောင်လုပ်ရမှာလည်းဖြစ်ပါတယ်။ပြည်သူတို့ရဲ့ကုကံတွန်းလှန်စေမဟုတ်ချအောင်ရမည်ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုဆုံးထိနားဆင်ခဲ့တဲ့တရင်ပြသများကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါတရင်ဒေါ်လိန်ဖက်တော်သားများရဲ့တရင်များနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။